ဒီတတ္တဆုစိတ်တရားဖြစ်ပေါ်လာပြီဆိုလို့ရှိရင်ဘယ်လိုလုပ်သိနိုင်နိုင်လဲကိုယ်စဉ်းစားကြည့်လူတွေမှာတရားတရားဆိုတာစိတ်ထဲမှာဖြစ်ပေါ်လာပြီဆိုတာနဲ့လည်းလည်းလည်းဘာဖြစ်လဲဆိုရင်လူရဲ့စိတ်လေးကကြီးလာကြီးလာတရားတရားဝင်လာရင်လူတွေစိတ်စိတ်ကကြီးလာကြီးလာတယ်ဆိုတာလောဘဆိုတဲ့အတွေးတွေအနောက်တွေဒေါသဆိုတဲ့အတွေးအနောက်တွေဖယ်ရှားပြီးတော့ လို့ကောင်းဖို့ပဲစဉ်းစားလာစိတ်ကြည်လာလို့ရှိရင်အဲဘုရားသောင်းပါပဲတရားတော်နာပါပဲတရားထိုင်ထိုင်လိုက်ပါပဲဘုရားဘုရားထိုင်လိုက်ပါပဲဆိုတော့အတိတ်ကိုဝင်လာသရမရှိမှုတွေတာနော်နော်သမာနမောသရရှိရှိလာဆိုရင်ဒီအတွေ့အကြုံတွေဆင်ခဲဆင်ခဲဖြစ်ပေါ်လာအဲ့ဒါလည်းဖြစ်ပေါ်လာတာဟာတရားဆိုတဲ့ဆွမ်းအနေနဲ့ရောစိတ်ရဲ့အနောက်အချွတ် ကုသိုလ်ဖြစ်အောင်ဆုတ်ဖိတ်ထားတဲ့နိဗ္ဗာန်ဆိုတဲ့တရားတွေပတ္တရားတွေပြီးတော့တထင်ကအနေနဲ့အဖြစ်ဖျက်ရှားထားတယ်ဖျက်ရှားရှားနိုင်တယ်ကဲနိဗ္ဗာန်ဆိုတာဘာလို့ပြောတာလဲကာမိသန္ဒလူချင်းချင်းစရာအယုံတွေလူချင်းချင်းလားကာမိသန္ဒပဲလူချင်းချင်းစရာအယုံဆိုတာမျက်စိကမြင်လို့နာရကြကြလို့နှာခေါင်းကနမ်းရှိရလို့လျှာရရရလို့ခန္ဓာကိုယ်ကဖြစ်ဖြစ်ရလို့ လူချင်းစရာအာယုံဆိုတာပေါ်လာအဲ့ဒီပေါ်လာတဲ့လူချင်းစရာအာယုံတွေလူချင်းတာကမဆန်ဆန်တရားဝင်လာဆိုရင်ဟောဒီကမဆန်ဆန်ဆိုတာမလာတော့ခက်တက်ခက်တက်ဆိုင်ဆိုင်သွားသူတို့ခေရှားဆိုင်လိုက်ကြီးကြီးတရားပေါ်လာတဲ့ပုဂ္ဂိုလ်ကဒီဥပ္ပဆောင်သွားတယ်ဆိုတဲ့ပုဂ္ဂိုလ်ကတဏှိရှိရှိဥပ္ပါမဲ့ဇာတိဥပ္ပါဆိုတဲ့အပြည့်ပဲဝင်တော့မှာတော့နော်ဘယ်ဝင်အဲ့ဒီအပြည့်တွေတွေ့တော့ သူ့ဆောင်ဆောင်မယ်ဆိုတရားနာပါမယ်ဆိုတဲ့စိတ်စိတ်ပြောစရာလောကတစ်ခုမှာစိတ်ဝင်စားမှုမရှိဘူး။ဟောတာဘုရားဖျက်ရှားပြီးတာတော့တရားဖျက်ရှားလိုက်တာပဲ။တရားဆောင်ဖျက်ရှားပြီးတာ။ဟောနောက်တစ်ခါစိတ်စိတ်ထဲမှာလုံမကြဖြစ်နေတာဆိုတော့မပေါ်လာဘူး။စိတ်ထဲမှာလုံမကြတာဖြာပါတာတော့ဟောတာ။တော့ကူတွေဟာရရတာကိုဒီလူချင်းနာကိုရရရင်တော့ပါမရရင်တော့တော့ဒါဒီလိုဖြစ်ဖြစ်တာ။ အဲ့တော့ဒေါသဆိုတဲ့ဘာသာတရားကိုလည်းပဲတရားတရားကဆက်ချရတဲ့အချိန်ချိန်မှာဖြစ်ဖြစ်လာနောက်တစ်ခါကုသိုလ်ကိစ္စတွေမှာစိတ်အားမပြတ်ဘူးစိတ်အားတော့တော့ဆုံးဆုံးနေပြီးနေတယ်အဲ့ဒါကိုချီးချီးတာပဲတော့ခေါ်အဲ့ဒီတိတိမိမိဆိုတဲ့တရားကိုလည်းတရားဆောက်ဆောက်ကနေပြီးတော့တတင်းတင်းအားဖြင့်ဖယ်ရှားရှားဖြစ်တယ်။ဟောနောက်တစ်ခါဥဒိသဆိုတာဒါတရားဆိုတာပြဿနာမှဖြစ်ဖြစ်တော့ ုကိုကိုနဲ့အမြဲတမ်းအပိုင်းလိုက်ရှိဖို့ခန္ဓာကိုခန္ဓာည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 ာတဲ့ပြောတယ်အဲ့ဒါတော့ပြောနော်ကိုကိုကိုတတ်တာမှရှိတခါတလေစိတ်စိတ်တွေလေးလေးပြီးတော့စိတ်စိတ်တွေဖွင့်တယ်အဲ့ဒါကိုကိုယ်ဆက်ဆက်ကိုယ်ဆက်ဆက်တော့ပါတရားတရားဖြစ်လာဆိုရင်စိတ်စိတ်တူတာစိတ်စိတ်လွတ်တာတွေရှိရှိတော့စိတ်ငြိမ်းချမ်းလာဒါကြောင့်တရားတော်ပဲဥပုသ်ဆောင်ပဲဆက်တွေ့တွေ့တာညှိုးဆက်ဖြစ်ဖြစ်ဟောနောက်ဆုံးမှာ ကိုလိုနေတဲ့အပေါ်မှာဟုတ်တယ်လားဟိုလိုလိုတော့နေတဲ့ကျောင်းမတန်တဲ့ဖြစ်နေတဲ့ဖြစ်ကိစ္စဆိုတာရှိရှိဟောအားလုံးပေါင်းနေတဲ့အခါလူချင်းစာရင်းလူချင်းနေတဲ့ကာမစိတ်ဆန္ဒအလိုလိုဖြစ်နေတဲ့ဒါပါပါစိတ်စိတ်တုံ့ဆုံးနေတဲ့ဖြစ်နေလိုက်တာစိတ်စိတ်တွေလင်းပြီးတော့ဘဝနေတဲ့ဥဒ္ဒေဆက်ဆံပေါ့ဗျာတန်တရားတန်တန်နဲ့မဝေးနိုင်တဲ့ဖြစ်ကိစ္စဆိုတာကုသိုလ်တရားတွေကိုပိတ်ဆို့ထားတဲ့ဟောဒီနိဗ္ဗာန်တွေ သရတရားကိုရင်ထဲမှာဖြစ်လာပြီးရှင်းပြလိုက်တော့သူကအဲ့တော့ရှင်းရှင်းလိုက်တဲ့အတိုင်းကြောင့်အတ္တတဏ္ဍီရဲ့ခြေကနာမှာရေးထားတာပြချချင်းကြည့်မယ်ဆိုရှင်ရှင်းနော်တတ္ထာဥပ္ပစ္စာမနာရှင်းတဲ့နည်းနဲ့မှာဒါဆိုဆိုတဲ့ဒီစွမ်းအားလေးတစ်ခုပေါ်လာပြီးရှင်းမှာဖြစ်တယ်တဲ့စိတ်တံပတ္တနာစိတ်လေးအချီးလာနော်ချီးလာပြီးတော့ နိဝရဏဝိက္ခံတိနိဝရဏတရားတွေကိုဖယ်ရှားရှားပြလိုက်နိုင်တယ်ဖယ်ရှားရှားပြလိုက်ပြီးစိတ်ကချီးလာခိလိလေတန်တိတာပိတိခိလိလေတာတွေကိုအနေထိုင်သွားစေအဲ့ဒီအချိန်ချင်းထားထားကြအောင်ညောင်း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 စိတ်စိတ်ဟာခိလိလေတာနှောင့်ရှက်ရှက်ပြီးဘုရားနေခြင်းပြီးစိတ်စိတ်ဟာတကယ်ကအဖြစ်ပြင်းပြတဲ့တစ်ခဏအဖြစ်ပြင်းပြအဲ့ဒီစိတ်ချင်းနေတဲ့အချိန်မှာတဲ့ ပတ္တနိနစိတ်တေနအခုလိုချီးမြှင့်တဲ့စိတ်ကလေးဖြစ်ဒါနံလေးဒီဒါနတော်မူပြုတဲ့သီလပါရိယတိသီလဆောက်တည်တဲ့သုဘောတ္တကမန္တရတိဥပ္ပဆောက်တယ်လို့ဘာဝနာဘာဝေတိကရကဘာဝနာဘာဝနာဟုတ်တယ်ဟုတ်တယ်ဆောဆောအကြောင်းဖြစ်ဖြစ်တာလေတော့လူတွေလည်းဒီဆောင်းရှိရှိလေဆောင်းမရှိရှိဒါလည်းမဟုတ်ဘူးဘလို့တဲ့ပုဂ္ဂိုလ်တွေရှင်းရှင်းမှဒီဆောင်းမရှိရှိလို့မလုပ်ပါဘူး အမတ္တမှန်ရှာတော့နော်ဟောဒီစာကအကုသိုလ်တွေကလိုက်လိုက်တာတရားဆိုတဲ့အကုသိုလ်တွေကတားလိုက်ဟောဒီတရားဆို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 တားတာများများအကုသိုလ်တွေကလူတွေရဲ့လက်လိုက်လုပ်နေမှာဖြစ်ဖြစ်လာဘူးဒါအကုသိုလ်တားနိုင်တဲ့စာတစ်ခုပဲနော်